ဒီကနေ့စကားနိုင်ပလဲမြွန်းနဲ့ကန်းတောင်းရွာရဲ့စခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကအပြေးသက်သိမ်းပိုက်နှိုင်းလိုက်ပြီးဖြစ်တယ်လို့ PLA ရဲ့အတွင်ရေးမှုနဲ့ပြန်ကြားရေးတာဝန်ရှိသူဒေါနီနီကျော်ကအရာဝတွေကိုပြောပါရယ်ကန်းတောင်းရဲ့စခန်းကို PLA နဲ့အတူဒေသရင်းတော်လှန်ရေးတပ်ဖွဲ့တွေကဂျွန်လနေ့ရက်နေ့ကစတင်တိုက်ခိုက်နေတာဖြစ်ပြီးဂျွန်လ16ရက်နေ့ ဒီကနေ့မနက်6:40မိနစ်မှာတော့အပြည့်အသက်သိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ကန်တော့ရစကန်သိမ့်ပိုက်မိတာတော့အော်မှန်ကန်နဲ့ရှင်ဒီမနက်6:40မှာသိမ့်မိသွားတာပါ။ဟိုကလေဒီအရှင်ဖမ်းမိရောဘယ်လိုကောင်းလဲဒီရန်သူဘက်ကကြာဆုံးတင်းတို့အရှင်ဖမ်းမိတာအယုတ်ဆာတင်းတိကြတယ်ကျွန်တော်တို့အရပေါ်မရသေးဘူးရှင်ရလို့ရှင်ကျွန်တော်တို့ထုတ်ပြန်ပေးပါမယ်ဟုတ်ကဲ့။ကန်တော့ရရဲ့စကန်ကပလဲကန်ကိုလမ်းမပေါ်မှာတည်ရှိပြီး လဲမြို့နယ်အတွင်းမြို့ပေါ်ရဲစခန်းပြည်ရင်ဒုတိယမြောက်အကြီးဆုံးရဲစခန်းဖြစ်ပါတယ်။တစခန်းတစ်ခုလိုကရုတ်ကျင်းတွင်လည်းအခိုင်အမာတိစောက်ထားတဲ့စခန်းတစ်ခုဖြစ်တယ်လို့လည်းသိရပါဗျ။စခန်းသိမ်းခံရပြည်တဲ့နောက်စကောင်စီတပ်ကသူတို့လက်လွတ်ခဲ့ရတဲ့ကမ်းနောက်ရဲစခန်းအတွင်းကိုဝိုင်းတွဲနဲ့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့လည်း PLL ရဲ့တပ်ဖွဲ့ဝင်တို့ကပြောဆိုပါဗျ။တိုက်ပွဲအတွက်မှာစကောင်စီတပ်ဘက်ကလက်နက်ခဲယမ်းတွေကို PLL နဲ့ပူးပေါင်းတပ်တွေကတိမ်ပိုက်နိုင်ခဲ့တာရှိတယ်လို့လည်းပြောပါဗျ။ ပြည်လေကပြေးခဲ့တဲ့ဂျွန်လ10ရက်နေ့မွန်လွယ်ပိုင်းကလည်းကန်တောင်းတိုက်ပွဲနဲ့အတူဇီးပြုံပုံရောင်မှဖြစ်ပွားနေတဲ့တိုက်ပွဲကိုလေကြောင်းတိုက်ခိုက်ဖို့လာတဲ့စကောင်စီရဲ့ F7 အမျိုးအစားလို့ယူဆရတဲ့တိုက်လေကိုပြစ်ချဖျက်ဆီးခဲ့တယ်လို့လည်းဆိုပါရရှင်။